အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ United Post TV ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့မနေ့က Super Sunday Derby ပွဲ Manchester City နဲ့ Manchester United ပွဲအကြောင်းလေးချက်လောက်ပြောချင်တာပေါ့နော်မနေ့ကပွဲကအာအေးပြတ်တာပဲဖတ်တင်နေဗျပွဲကတော်တော်ပြင်းဖို့ကောင်းတယ်တကယ်ပြောတာ Manchester City နဲ့ Manchester United က Guardiola နဲ့ Amorim လက်ရိုက်ပြီးတော့ကဲကတော့ဒီပွဲတယောက်တစ်ဖက်စီပဲယူကြမလားလို့ပြောပြီးတော့ကန်သလားတော့မှန်ရတယ်မနေ့ကပွဲအရင်ပြင်းဖို့ကောင်းတယ် ကော်ဒီယိုလာလည်းသူ့အသင်းနိုင်နိုင်ရှုံးရှုံးဂီယူမဆိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးကိုပေါက်နေတယ်သူကြည်ရတယ်အသင်းသမားတွေကလည်းအာတိတ်ပြီးတော့အဲ့လောက်ကြည်အရင်နဲ့မတူတော့ဘူးဗျာအရင်တော့ကမန်ချက်စတာစီးတီးပွဲကြည်ရတာကျင်စိတ်ဝင်စားဖို့ပေါ့နေတကယ်ကောင်းတယ်မင်းက green green navy ရဲ့တက်ချက်သူပြောတယ်မှာသူမကြည်မနဲ့ပြောတော့ဘောကော်ဒီယိုလာတို့ပေါ်လာတဲ့ kick ကစပြီးတော့ ီဘောလုံးသမားတွေဘောလုံးပွဲတွေကကြည့်လို့မကောင်းတော့ဘူးပေါ့နော်အကုန်လုံးကစက်ရုပ်တွေလို့ဖြစ်ကုန်ပြီပေါ့နော်အကုန်လုံးကဒီ tactic တွေနဲ့ဒီဒီဒီ system တွေတဲ့ဟိုမဝင်ဝင်အောင်နေကြရတယ်ကစားသမားတွေမှာအရင်တော့ကလို့သူတို့ခေတ်တော့ကလို့မျိုးလွတ်လွတ်လပ်လပ်ကစားတာတို့ဘာလို့ဆိုတာမရှိတော့ဘူးဗျာတေးလားအရင်တော့ကလို့လူမျိုးဆိုလို့ရှိရင်လည်းကဲမင်းကဒီဝင်းမှာနေမင်းကဒီအလဲမှာနေပြီလို့ရှိရင်ဝင်းကတော့မင်းပြေးပြေးပြောရှင်ဘောလုံးထက် center forward ကအလဲကောင်းတိုက်တဲ့ဒါပဲအဲ့လိုမဟုတ်တော့ဘူး ီကွာဒီယိုလာတို့ခေကြတော့ဒီဘောလုံးသမားဒီနေရာကနေဒီကိုရွေးဒီကိုသွားဒီလိုလို့အဲ့လိုမျိုးအတိအကျတွေဖြစ်လာတော့ဆက်ရုပ်ပုံစံကြီးပုံစံမျိုးတွေဖြစ်လာတယ်ဗျ။ဒါမဲ့ပွဲတွေကြီးလို့တော့ကောင်းတယ်များသိလား။ကွာဒီယိုလာဘာစီလိုနာကစခဲ့တာပေါ့နော်။အခုမန်စီးတီးအခုဖြစ်နေတဲ့ကမ်ဘင်ဒူဘရိုက်ကလည်းဒီနှစ်ကုန်လို့ရှိရင်ဒါမန်စီးတီးမှာရှိမှာမဟုတ်တော့ဘူး။အာပြီးတော့ချင်းဝေါ်ကာတို့ပါတို့ဆိုတာလေအသင်ပြာ transfer မှာပါသွားတည်နေအဲ့တော့ဟိုနောက်ရှောက်လာတဲ့ဘောလုံးသမားအစ်စ်တင်နေ Manchester City က ဒါကျွန်တော်အရင်ရဗီဒီယိုတွေမှာပြောခဲ့သလိုပြတုတ်နေတာပေါ့နော်။အရင်ကဂေါ်လီယားလာဆိုတော့အရင်ကဆိုလို့ရှိရင်အတင်းချုံလို့ရှိရင်ကိုယ်ခေါင်းကိုကုတ်ပြီးသွေးသင်းဟိုဖြစ်နေတာပေါ့နော်။အဲ့လိုမဟုတ်တော့ဗျာတကယ်ပြောတာဟိုအေးစစ်စစ်နဲ့စိတ်ကိုမွေသားရတဲ့ပုံစံပေါ့နော်။ဒါပါ။အဲ့တော့မန်ချက်စတာယူနိုက်တက်အကြောင်းပြောချင်တာပေါ့နော်။မန်ချက်စတာယူနိုက်တက်ကလည်းအမနေ့ကကန်သွားတဲ့ပွဲမှာကိုမသွင်းနိုင် chance create လုပ်တယ်။ chance creation နေရာလဲကျွန်တော်ပြောတာကဒီမှာ ပြောပြပါ Shot creation okay ball possession ကတော့ Manchester City ကတာပါဘောเนาะ58ရာခိုင်နှုန်းနဲ့42ရာခိုင်နှုန်းဒါပေမဲ့ expected goal ratio ကကျင်းလိုက်ဆိုရှင်လို့ရှင်0.91ပဲ0.91ဆိုတာတကူနီးပါဘောเนาะ Manchester City ကကျတော့0.5ပဲရှိတယ်0.5ဆိုတာတကူတော့မပြေဘူးဘောဟုတ်ပါပဲရှိတယ်။ဘာလို့ total shot กว่าပဲ total shot ကကျတော့ Man U က73 shot တော့သွင်းလာတာ Man City က99 shot ပေါ့เนาะဒါပေမဲ့တကူရှိတာကတော့ short on target ကတော့ Manchester United က2လုံးပဲရှိတယ်။ Manchester City က5လုံး short on target ပေါ့နော်။အဲ့ဒါတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်အဓိကပြချင်တာဒီဥစ္စာပြ။ Okay ပါလဲဆိုတော့ block shot လေးလိုက်မြောက်က block shot ကကျွန်တော် Manchester United က73ကိုတော့တွင်းတယ်။နော်။ဒါပေမဲ့6လုံးက block ခံရတာပေါ့နော်။အကာခံရတယ်။ Manchester City ကကျွန်တော်ကိုးလုံးတွင်းတယ်။တစ်လုံးပဲ block ခံရတယ်။ အဲ့ဒီရာမှာစကားပြောတာဗျ။ဘာလို့ဆိုတော့ Manchester United ကကန်တာတော့များတယ် chess creation လည်းများတယ်ကန်တာများတယ်ဒါပေမဲ့မာသွားပြီးတော့စကားပြောနေတော့သူတို့ကန်တယ်များအကုန်လုံး block ခံနေရတယ်အဲ့ဒါဘာလို့ပြလဲဆိုတော့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြတာဗျာသူတို့ experience ရဲ့ကန်တင်လားပေးတင်လားအဲ့ဒီနေရာမှာသွားပြီးစကားပြောတာအဲ့မကန်တင်တဲ့ဟာတွေကိုစုကန်နေတဲ့ block shot တွေဖြစ်ကုန်တာပေါ့နော်အဲ့တော့အဲ့ဒီဟာကဘယ်လိုပြောမလဲဆုံးဖြတ်ချက်ပေါ့နော်ကျွန်တော်ကိုမြတ်ပြောတဲ့ experience လို့ပေါ့နော်ဒီကတော့ကျွန်တော် Manchester United ရဲ့ အာဟိမက်ပေါ့နော်ဟိမက်ရဲ့သူ့ရဲ့ဘောလုံးပါစင်ပေးတဲ့နေရာတွေပေါ့နေရာတွေကြီးလိုက်လို့ရှိလို့ရှိရင်ဒီဘက်မှာကြာလို့ရှိလို့ရှိရင်ဂိုးတဲ့ပေါ့နော်အနီအောင်အဲရိုကကြာတော့ဘောလုံးပေးတာပြတ်တဲ့ဟာပေါ့အဲ့တော့ကိုဂိုးအေရီယာတွေကိုထည့်လိုက်ဟာမရှိဘူးရှိတယ်ဒါပေမဲ့ပါစင်ပြတ်တယ်နော်ဒါပေမဲ့နည်းတယ်ဗျနောက်တစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်မက်ဆီတီပေါ့နော်ပါစင်ဟိမက်ပေါ့မနေ့ကသူတို့ Manchester City ကလုံးဝ struggle ဖြစ်နေဆိုတာဒီရမှာပြတာဗျာခုန Manchester United တကယ်ရှင်းကြည့်လိုက် Manchester United ကအ ਨੇ ဆုံးတော့ဂိုးပေါက်ဂိုး area တွေကိုဘောလုံးတွေကန်သွင်းတယ်ဘောလုံးတွေသွားတယ် Manchester City ကကြီးကြီးဂိုး area တွေကိုတချမ်းမအောင်မသွင်းအကုန်လုံးအနီတွေပဲသလားအဲ့တော့သူတို့ကန်လာတော့ shot တွေတော့ရှိတယ်ဒါပေမဲ့အကုန်လုံးက Manchester City ကအဲ့နေရာဆိုပြီးတော့ goal area ဘက်ကိုလုံးဝ track ကိုမရှိဘူးလုံးဝ area ကိုမရှိဘူးအဲ့ ကြော်မကြော်အဲ့တော့ပြောချင်တာမနေ့ကပွဲကတကယ်တော့ Manchester United Manchester City နဲ့ရှင်းချင်လိုက်ပြီ Manchester United ကနိုင်ဖို့များတယ်ရတယ်ပထမပိုင်းမှာရတဲ့ chance တွေနဲ့ပြောပါဘူးအသင်းတည်ကြရလို့ရှိခဲ့မယ်ဆိုလို့ရှိရင်မနေ့က Manchester United ကကိုးပြတ်နဲ့နိုင်ဖို့နိုင်တယ်ပေါ့နော်ကျွန်တော်စဉ်းစားကြည့်တယ်စဉ်းစားကြည့်တယ်ဆိုတာအရင်ကပွဲတွေမှာလည်း Manchester United ကဘောလုံးသမားလိုနေတယ်အကိုးသွင်းနိုင်တဲ့လူလိုနေတယ်ဆိုတာသိကြတယ်ဒါပေမဲ့ Whiteland လည်းရှိတယ် Zaxy လည်းရှိတယ်ဗျာကျွန်တော်ပြောတာ โอเคအနည်းဆုံးဇက်စီမဟုတ်ရင်တော့ဇက်စီကကစားတယ်သူ့ရဲ့ profile ပေါ့နော် profile ကမတူဘူးဆိုရင်တော့မှ white line ကိုချိန်ရတယ်ရှင် white line profile ကတကယ်တော့ amorin ရဲ့ဘောလုံးကန်အာကိုသွင်းတဲ့သူ့ရဲ့ရှေ့တန်း profile လို့မျိုးပြကိုခေါ်ခြင်းတယ်တို့ osiman တို့ခေါ်ခြင်းတယ်တို့အရက်ကြည့်မလား64ပြ6ပြ4ပြเนาะအရက်လည်းရှိတယ် body လည်းရှိတယ်ကိုမြန်လည်းမြန်တယ်သူတို့ဟာလန်တို့လိုမျိုးအရက်မောင်းကောင်းကောင်း body ကောင်းကောင်းနဲ့ပြေးနိုင်တယ် ။ဘာပဲမဲ့ဒီ profile ဒီလောက်ကွက်တီသွားကြရတယ်ဘာလို့ Hoyland က go မသွင်းနိုင်တာလဲပေါ့နော်။အဲ့ဒါကိုကျွန်တော်ချက်သွားကြည့်မိရပဲ။သွားကြည့်မိတော့မနေ့ကပွဲမှာပြန်ပို့ပြီးတော့တတိထားကြည့်ကြည့်ပြီးတယ်။ Hoyland ကပွဲလဲစားဆိုတော့အဲ့တော့အဲ့မှာသွားပြီးတော့တတိထားကြည့်ကြည့်ရမှာ Hoyland မှာဒီဟာက Manchester United ရဲ့ပါစင်ပေါ့နော်။ပါစင်ကိုချစ်ချစ်လိုက်တော့သူတို့ဒီ Manchester United ရဲ့ goal area တွေကိုဘောလုံးသွင်းတာအရန်ရှာတယ်။တတိထားကြည့်မိလိုက်တာ အာဘေးအကုန်လုံးကကြတော့ဟိုပါစင်တွေကဘေးတွေမှာရှိရအလဲတွေမှာရှိရလို့အပြည့်နေရပဲဒါပေမဲ့ဂိုးအေရီယာတွေကိုဘောလုံးပေးတာရှာတယ်ကိုရီယာတွေကိုဘောလုံးပေးတာဆိုတာကျွန်တော်ပြောကိုးပေါက်ရှင်တာကိုဘောလုံးပေးတယ်ဘောလုံးကဟိုဘောလုံးကမရှိဘူးမရှိဘူးโอเคဒီဘက်က20 20ဆိုတာကဒလော့ပေါ့နော်ဒီဘက်ကနေပြီးတော့ဘောလုံးရတယ်သူပေးတဲ့ပါစင်တွေအကုန်လုံးကအနောက်ကိုပြန်ပြီးတော့ကတ်ပဲလောက်တာအနောက်ကိုပြန်ကတ်တာလုံးဝ dry line ကိုမပေးဘူးဗျာ ပိုင်းလုံးဘောလုံးမပေးဘူးမနေ့ကကျွန်တော်ပွဲ ਉਹ တဲ့ဒုတိယတစ်ခေါက်ကျွန်တော်ပြန်ကြည့်ကြည့်တယ်ပေါ့နော်ပြန်ကြည့်ကြည့်တော့လေပါစင်နေတော်တော်များများကဝိုင်းလန်ကိုပေးသင့်တဲ့ဟာတွေကိုဝိုင်းလန်ရှိကိုဘောလုံးမရောက်သူ့ကိုအကုန်လုံးကမေ့ထားတယ်လို့မျိုးဖြစ်နေတယ်ဗျာသူ့ကိုမမြင်တာလားသူ့ကိုရှာလို့မတွေ့တာလားသူ့ကိုသူ့ပြသူ့နေရာယူမကောင်းတာလားပေါ့အဲ့တော့ဝိုင်းလန်ကမနေ့ကပွဲမှာတကယ်ဒီဘက်ကကျတော့ဝိုင်းလန်ရဲ့ဟီမတ်ပေါ့နော်သူ့ဘောလုံးရတဲ့နေရာဘောလုံးရတဲ့နေရာနဲ့သူ့ပါစင်ပေးတဲ့နေရာ အလေးနေမှာကြည့်ကြည့်လိုက်ဟိုဘက်မှာကျတော့တရှောမှာမရှိဘူးတက်ချက်ဆာ55ပွဲမိနစ်90မိနစ်90ဗျာ55ဘောလုံး55ကပဲတတ်တယ်စဉ်းစားကြည့်ရှေ့တန်းဘောလုံး55ကပဲတတ်တတ်ဖြစ်တယ်ထိတယ်နော် opposition box ထဲမှာဟိုဘက်ဂိုးသမား area ထဲမှာထိတယ်တခါပဲထိတယ်ဘောလုံးပေးတာ6ကပဲပေးတယ် နော် minute play က87ပေါ့နော်9 minute 90ဆို9 minute 90ပေါ့နော်ဇက်စီနဲ့လဲလိုက်တယ်ဆိုတော့15ကပဲဘောလုံးထိတယ်ဗျာ white line ဒီကောင်ကဂိုးသွင်းရမယ်ကောင်နော် white line touches ကအရန်နေတယ်အရန်ဘယ်လိုပြောမလဲမဖြစ်တယ်ဗျာပြီးတော့သူဘောလုံးဒီဘက်ဟိမတ်ကိုကြီးကြီးလိုက်ဘောလုံးပြန်ပြီးတော့သူယူတဲ့နေရာဘောလုံးပါစင်ပေးရတယ်ဘောလုံးထိရနေရတယ်ကကွင်းလေကကွင်းလေတော့မှဒီဘက်ချမ်းဒီဘက် Manchester United ဘက်အစည်းဘက်ချမ်းကမှဘောလုံးလာထိတာအဲ့ဘက်မှာ3ခါလာမသိထိတာ အဲ့တော့ Huailan ကတကယ်တော့ struggle ဖြစ်နေတယ်ဗျတကယ် struggle ဖြစ်နေတယ်အဲ့တော့မနေ့ကကျွန်တော်ကကပြောသလိုပဲကျွန်တော်ဒုတိယတစ်ခါဘောလုံးပြန်ကြည့်ကြည့်ရပေါ့နော် Man United နဲ့ City ပွဲကိုကျွန်တော်ပြန်ကြည့်ကြည့်တယ်ဘာများလိုအပ်နေလဲဘာဖြစ်နေလဲဆိုတော့ပြန်ကြည့်ကြည့်တဲ့အခါကျတော့ Huailan ကသူ့ဘောလုံးမရတာတခြားလူကြောင့်လည်းပါတယ်လို့သူ့ကြောင့်လည်းပါတယ်ဗျကျွန်တော်အမြင်ပေါ့နော်သူ့ကြောင့်လည်းပါတယ်လို့တခြားလူတွေကလည်းသူ့ကိုမပေးတာကြီးလေ ကျွန်တော်ဘာကြီးဖြစ်နေလဲတော့မသိဘူးသူ့ကိုမပေးဘူးဘောလုံးပေးတဲ့အခါတွေမှာမပေးဘူးပေါ်တင်ဖြစ်နေရတယ်မပေးဘူးသူ့ဘက်ကသူ့နေရာယူတာတွေလည်းတချို့ run နေရလည်းမားနေရရှိတယ်တခါအဲ့ဒါကြောင့်ဘယ်လိုပြောမလဲသူ့ကိုမပေးတာများလာတဲ့အခါမျိုးကြာလို့ရှိလို့ရှိရင်လေသူလည်းဟိုသူ့နေတဲ့နေရာမှာမနေတော့ဘဲနဲ့ဘောလုံးမရမကရအောင်လို့ဆိုပြီးတော့လိုက်ပြီးဘောလုံးယူနေတာမျိုးကြီးလည်းဖြစ်နေဖြစ်နေ ော်နော်အဲ့ဒါကြောင့်မလို့သူ့ရဲ့ရောက်တဲ့နေရာမှာမရောက်နေပဲနဲ့မရောက်တဲ့နေရာမှာရောက်နေတာဖြစ်နိုင်တယ်ဒါပေမဲ့တေချာတော့တော့ဘောလုံးကသူ့စီကိုမပေးတာတော့တေချာပဲအဲ့တော့ကျွန်တော်ဒီဟာလေးတစ်ချက်လောက်ကြည်လိုက်အောင်ပေါ့နော်27တဲ့မှာဒီဟာမနေ့ကမစီးရီနံပါတ်ယူနေကန်နဲ့ပုံစံအခြေအနေပေါ့နော်ကျွန်တော်ပြချက်ဒီမှာ highlight လုပ်ထားတာအကုန်လုံးကဒီဟိုးဘက်ချက်မှာစုနေတယ်ဗျဟိုးဘက်မှာစုနေတော့သူတို့ကဒီဘက်ချက်ကလွတ်နေတယ် အကုန်လုံးဟိုပထမပွဲတွေလို့မဟုတ်တခြားအရင်ကပွဲ Nottingham Forest ဆိုပွဲတွေလို့မဟုတ်ဒီမှာတခြားမှာလူတွေအကုန်လုံးစုနေပြစ်နိုင်လို့ရှိရင်တင်းလုံးတင်းလုံးဝင်နေပါမယ် Man U လည်းတင်းလုံးနေပါ Man City တဲ့တင်းလုံးနေပါပဲအဲ့ပဲတောင်းပါမယ်တော်ပြီးစုနေတယ်ဒီလောက်ကဒီဘက်မှာလွတ်နေတယ်ဘောလုံးကိုခေါ်တယ်ဘောလုံးကိုခေါ်တော့ဘောလုံးလည်းရတယ်အဲ့ဒါပြီးလည်းပြီးတော့ဘောလုံးကဒီဘက်ကနေပြီးတော့ Euro ကပြန်ပြီးတော့ဒီလောက်ကိုဒီဘက်ကိုအာ crossing ပေးလိုက်တယ်ပေါ့နော်ညောင်ပြောနေတာသူတို့မှာလူဘိုတယောက်ရှိတယ်အဲ့နေရာကြီးကတကယ်တော့ Queen ကကြယ်ကြီးပဲသူကစုပြီးစော်တော့ compact စော်တော့ နဲ့တင်းတော့ကွန်ပက်သမားတွေအဲ့တော့အဲ့ဒီဘက်မှာလွတ်နေတယ်ဒလော့လိုပါလို့လွတ်နေတယ်အခြေအဲ့တော့သူတို့မှာနေရာရတယ်ပြေးလဲပြေးတယ်အရှိမှလည်းပြေးထွက်တယ် crossing ပေးဖို့လည်းရောက်တယ်ဒါပေမဲ့ဂိုးမရတာပေါ့ကျွန်တော်ကအဲ့ဒီဟာပြဿနာပေါ့နော်သူတို့မှာအဲ့အဲ့တိုင်ကျွန်တော်ပြောအဲ့ဒလော့တို့လွတ်နေလွတ်တဲ့အတိုင်းလည်းသူတို့ဘောလုံးပေးတယ်အဲ့တိုင်ကစားတယ်ဒါပေမဲ့ဂိုးမရဒီနေရာမှာဆိုလို့ရှိရင်ဘရူနိုဖာနန်ဒက်စ်ရဲ့26မိနစ်မှာဖြစ်သွားတဲ့နေရာမှာအဲ့ဒါတကယ် ဟိုသူ့ရဲ့ပါစင်ပေါ့နော်သူ့ရဲ့မြင်တဲ့ vision နဲ့ပါစင်တွေကတကယ်ကောင်းတာဗျာတကယ်ကောင်းအဲ့မှာ Bruno ball လုံးရတယ်ဟိုဘက်ကဒိုကူကိုလမ်းပြီးတော့ပါစင်သား crossing cross ပေါ့နော်ဟိုဘက်ကွေးကွင်းဟိုဘက်ချောင်းကိုလမ်းပြီးတော့လမ်းပြီးတော့ပေးတယ်အရင်ကောင်းတယ်ဒါပေမဲ့ဒိုကူကတော့အဲ့မှာ offside ဖြစ်သွားတယ်အဲ့အဲ့မှာကျွန်တော်ပြကျင်တာတော့ကျွန်တော် highlight လုပ်ထားတာကတော့ wide land ပေါ့နော် wide land ကဟိုဘက်ကိုမျက်နှာမှုပြီးပြေးရမှာဗျာသူအဲ့ဒီအခြေအနေမှာပေါ့နော် Bruno ball လုံးရနေတဲ့အခြေအနေမှာ သူ့အနေနဲ့ Bruno တော့နောက် second option အနေနဲ့သူကဒီဘက်ကနေပြီးတော့ဘောသမားဘက်ကိုဟိုမျက်နှာလှည့်ပြီးတော့အဲ့နေရာပြေးရပြေးနေရမှာသူ့ကိုဒီဘက်ကိုပေးရင်ပေးပေးမပေးလို့ရှိလို့ရှိရင်ဟိုဘက်ကိုလှမ်းပြီးတော့ပေးလို့ရတယ်အဲ့တော့သူ့ရဲ့ position ယူနေရယူနေရမှားနေတယ်အဲ့တော့မှားနေဆိုကျွန်တော်ခုနပြောသလိုပေါ့နော်ကျွန်တော်ပြောသလိုမျိုးသူ့ကြောင့်လည်းဟုတ်တယ်သူ့ကြောင့်ဟုတ်တယ်ဆိုတာဒါတွေပေါ့နော်ဒီလိုမျိုးတွေလုံးတဲ့နေဟာမျိုးတွေ तू မလုပ်တာတွေလည်းပါတယ်ပေါ့နော်အဲ့တော့သူ့ဘောလုံးသမားတွေက तू မမြင်ဘူး တို့တစ်ချိန်လုံးရှာမနေဘူးပေါ့နော် confidence လည်းမရှိရတယ်ပေါ့အရင်တော့ natural ride natural ride လို့ဟိုဒီရှေ့မှာ runy ro no na တို့ရှိခဲ့ပဲ passi လို့ရှိခဲ့တယ်ချင်းတော့သူအလဲတန်းကပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ် passing ရပြီဆိုလို့ရှိရင်တို့မြင်နေရပေါ့နော်တို့လှမ်းကြည့်နေ goal ဘာလို့တို့က goal ကိုရီကို goal ပေးမှဆိုတော့တေးကြတယ်တေးကြတဲ့လူတွေရောအဲ့တော့တို့ကိုလှမ်းကြည့်နေတယ်တို့ဘယ်လိုထိုးပေးရမလဲတို့ဘောလုံးဘယ်လိုပန်ပိုးပေးရမလဲဆိုတော့အမြဲတမ်းစောင့်ကြည့်နေပေါ့နော်အခုကကြတော့ဟိုင်လန်ကိုကြတော့လူတွေကမြင်မမြင်ဘူးပေါ့ဘောလုံးတို့ဘောလုံးတို့မှာတို့မမြင်ဘူးဖြစ်နေ ဒါကတော့ဒီကနာချိုရဲ့ဥစားကိုကျွန်တော်ပြကြင်တာဗျပထမတော့ကကနာချိုနဲ့ကပ်ပြီးတော့ပနတီတော့မဟုတ်ကနာချိုပွင့်သွားတယ် free kick ရသွားတယ်ကိုဘောကို area အရှိတေးတေးရတယ် free kick ရတယ်ဒုတိယတစ်ခေါက်ထပ်ပြီးတော့ကျွန်တော်29မိနစ်မှာထပ်ပြီးတော့လွတ်တယ်ဒီတင်ရမှာဆိုလို့ရှိရင်ကနာချိုအနေနဲ့ဘောလုံးကို through ball လို့ပြောအရှိကိုပေးရပါဗျာအဲ့လိုမျိုးပေးတဲ့အခါညမှာပြေးနေတဲ့ Bruno ကဆက်ပြေးပြီးတော့တန်းကန်ထည့်လို့ရပါအဲ့တော့သူ့ပေးတဲ့ဘောလုံးမပေးဘူးတော့မဟုတ်ပေးရတယ် ဒါပေမဲ့ဘောလုံးကအနောက်ကိုပြေးတယ်အနောက်ကိုပြေးဆိုတာဘောလုံးကနှေးပြီးတော့အနောက်ကိုပြေးတယ်ဆိုတော့ဘလူးနောကရက်လိုက်ရတာပေါ့နော်သူ့ရဲ့ဟိုအချိန်ရှော့ပြီးရက်လိုက်ပြီးတော့မှဘောလုံးကိုကင်လိုက်ပြီးတော့မှတခြားနောက်တန်းကသူ့နေရာကြီးသူနေရာယူပြီးသားဖြစ်ပြီးသူ့အတွက်ကခုနကလိုပြေးပြီးကန်လို့မရတော့ဘူးနော်အဲ့လိုဖြစ်သွားတာပေါ့အဲ့ဒါလေကျွန်တော်ခုနပြောတဲ့ experience ပေါ့နော် experience လာသူပေးတာကတကယ်မသေးကြတာလားပေါ့နော်သူလိုအပ်နေတာ scale လာတော့မသိ36မိနစ်မှာ36မိနစ်မှာလဲဒါလဲဥစားပေါ့နော် quiet land ရဲ့ခုနခုနလိုပြောပဲပထမတော့ body language လို့ပြောပဲပေါ့နော်ကျွန်တော်ခုနပြောနေရာသူ့အနေနဲ့အဲ့နေရာမှာရှိနေကြအကြောင်းမရှိဘူးကနာကျော်ကလည်း combat ကစားရတော့ကနာကျော်လည်းဒီဘက်ကိုရောက်တယ်သူ့အနေနဲ့ဒီဘက်ချိန်မှာအဲ့ဒီနေရာမှာဆိုလို့ရှိရင် तू လှည့်ပြေးရတော့ပါဗျာလှည့်ပြေးရတော့ခုနလိုပဲ body language ဟိုဘက်ကိုပြေးရင်ပြေးမပြေးရင်ဒီဘက်ကိုပြေးရမှာလွတ်နေတဲ့နေရာလေတော်လားကျွန်တော်ပြောတာအဲ့ဒီမပြေးဘူး तू အဲ့လေမှာလာပြီးဘောလုံးလာတောင်းနေတယ်အမှန်တည်း तू လုံးရမှာအားမဟုတ်ဘူး ပြီးတော့အဲ့တော့မပေးရမယ်နဲ့ဘလူးနိုကဟိုဘက်ကိုပြစားဖြစ်လို့ပြီးတော့ဒိုဂူဘောလုံးရတယ်ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်ကျွန်တော်ပြောတာတကယ်ဒိုဂူဘောလုံးရတော့ဒီဘက်ကဒလော့ကိုသူလှမ်းပြီးမြင်တယ်ဒိုဂူကတော့ဒိုဂူကလှမ်းပြီးမြင်တော့ဒိုဒိုကနေပြီးတော့ဒလော့ကိုလှမ်းပြီးဘောလုံးကိုဒီဘက်ကိုလှမ်းပြီးတော့ cross လောက်မှာပေါ့နော်လှမ်းပြီးတော့ဘောလုံးကိုပေးတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်မင်းများတို့ဘလူးထင်တယ်ဘလူးလုတ်တင်တယ်လို့ထင်တယ်ကျွန်တော်ပြောတာအကယ်၍ဒလော့သားဒိုဂူဘက်ကဒိုဂူရှန်ဘောလုံးရလို့ရှိလို့ရှိရင်အလဲမှာကြည့်ကြည့် hoyland တယောက်ပဲရှိရကျွန်တော်ပြောဟုတ်လားအဲ့တော့ ဟိုင်းလန်ကိုအကဲဒိုဂူတာဒီဘက်ကနေဘောလုံးကိုသူ့ရှီကိုဒေါ်လုံးရှီကိုတမ်းပြီးရောက်ပြီဆိုတာနဲ့အလဲမှာရှိရဟိုင်းလန်ကိုနှမ်းပြီးဘောလုံးကိုတခါတမ်းပေးရမှာအဲ့မှာဒီနေရာမှာကြည့်ကြည့်ဒီနေရာမှာလှုပ်ရှားတခုပဲရှိတယ်ဗျာဘောလုံးကသူ့ရှီလာနေတယ်လို့တမ်းပြီးတော့အလဲမှာပြေးနေတဲ့ဟိုင်းလန်ကိုဘောလုံးနှမ်းပေးရမှာအလွတ်ကြီးလွတ်နေတဲ့နေရာအဲ့ဒါဝမ်တက်ရအဲ့နေရာမှာပေးလိုက်လုံးဝဟိုင်းလန်အဲ့နေရာနေပြီးတော့အေးဆေးဘူးဘောလုံးပိတ်ပြီးခိုးသွင်းလို့ရတယ်အဲ့ဒါတော့မဟုတ် သူမပေးဘူးသူဘောလုံးရောက်လာတယ်ဘောလုံးကိုထိန်းလိုက်တယ်ဘရူနိုပြန်ပြီးတယ်နောက်ကက်ဆမီရိုဝင်ကန်သွားတယ်ကျွန်တော်ပြဟိုမှာကြည့်ဝိုင်လမတ်တက်ရက်ပြီးတော့သူဘာလို့အဲ့လိုမျိုးဘောလုံးဘာလို့မပေးတာသူလက်မင်းနဲ့တလို့တောင်းတယ်သူသူ့ဘော်ရီရောကြည့်ကြည့်သူ့ပေးရမှာဗျာသိလားသူ့ဘာလှဲ့တော့မကြည့်ဘူးဘာသူမှတော့လက်တောင်းမလဲတောင်းဒါလို့တော့ဘယ်ဆိုတောင်းတော့မတောင်းမဘူးလှဲ့တော့မကြည့်သူ့တော့လက်မကြည့်ပဲထွက်သွားတယ်ဟိုမှာကြည့်ဝိုင်လမတ်တက်ရက်ဒီနေရာမှာလည်းနောက်တစ်ခုပေါ့နော်အဲ့ဒါကတော့ဒုတိယပိုင်းရောက်သွားပြီဒုတိယပိုင်းရောက်သွားဟိုဘက်ကဘရူနိုကနေပြီးတော့ ီဘက်ကိုအလဲကိုလှမ်းပေးလိုက်တယ်ပေါ့နော်အလဲကိုလှမ်းပေးလိုက်တဲ့အချိန်မှာကာစီမီရိုဘောလုံးရတယ်ကာစီမီရိုဂိုးရီရရှိမှရတယ်ဟိုဘက်မှာကျွန်တော်ပြဟွိုင်လန်ကိုတစ်ချက်ကြည့်ကြည့်ဘော်ဒီကနောက်တန်းကိုသူကာထားတာတစ်ချက်ကြည့်ကြည့်သေးချာကြည့်ကြည့်လိုက်ဘော်ဒီကသူကနောက်တန်းကိုကာထားတာအဲ့တော့သူဖွင့်ပေးထားတယ်ဖွင့်ပေးထားတော့ကာစီမီရိုကသူလောက်အောင်မှာဒီဝိုင်လန်ကိုထိုးပေးလိုက်လို့ရှိလို့ရှင်လွယ်လွယ်လေးပြကျွန်တော်ပြဝိုင်လန်ကိုအရှိလေးမှာထိုးပေးလိုက် အဲ့ဒါဆိုရှင်လေ तू ဘာလို့ तू body နဲ့တော့တော့ကာထားပြီးသားနောက်တန်းသမားလည်း तू ဖြတ်လဲမှာဝင်ဖြတ်လို့လည်းမရတော့ဘောလုံးကို तू ရမယ်ဒီကလည်းကန်ထဲလို့ရတယ်ဒါပေမဲ့ကာဆီမီရိုသူ့ကိုမပေးဘူးဒီဘက်ကဥကာတေကို तू ဘောလုံးပေးတယ်တကယ်ထူးဆန်းလားထူးဆန်းလားလားမမြင်တာလား तू ဘောလုံးခေါ်လားမခေါ်တာလားမသိဘူးဗျလုံးဝဘောလုံးမပေးဘူးခေါ်လဲတော့တွန်းလည်းတကယ်တော့မလွယ်ဘူးမန်ချက်စတာယူနိုက်တက်မှာတကယ်ဒုက္ခရောက်နေတယ် ညီမအဲ့ဒါနဲ့အိုဂါဒီယိုပေးဘောလုံးပေးရေတိုကူးချီကိုရောက်သွားတာပေါ့နော်တိုကူးချီဘောလုံးရောက်သွားတယ်တိုကူးချီကိုရောက်သွားတယ်ညီမဆိုလက်ချက်ကြည့်လိုက်ရတိုကူး crossing တွင်းမယ်ဆိုလို့ရှိရင် oiler ရဲ့ body ကိုတချက်ကြည့်ရသူပြေးနေပြီသူပြေးနေပြီကိုနောက်တန်းသမားတွေရဲ့ဒီကြားထဲမှာသူစပြီးတော့ run နေပြီတိုကူးပေးရတဲ့ဘောလုံးကအဲ့ goal goal သမားနဲ့သူ့နောက်တန်းနဲ့အလေလေးကိုသူတင်ပေးလိုက်ရုံပဲပနီအေးရ sport ရဲ့ရှီလေးနည်းနည်းလို့အဲ့နေရာလေးကိုသူတင်ပေးလိုက်ရုံပဲ oiler ပြေးလာတာကွက်တီ ဒါမဲ့သူ့ကိုမပေးဘူးအနောက်ကတက်လာတဲ့ကာစီမီရိုကိုဘောလုံးပေးတယ်အဲ့တော့ရဘောစီမီရိုဘောလုံးရတဲ့အခြေဆိုတာနောက်ကျသွားပြီဒါကျွန်တော်ပြောပြန်ပြီးတော့ချတဲ့အချိန်မှာဟိုင်လန်ကသူပြေးထားပြီးသားဖြစ်တော့သူ offside ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီဟာတွေကိုမြင်ရတဲ့အခါကျတော့ဘယ်လိုပြောမလဲ Manchester United ကတကယ်ပဲအရှိတမ်းသမားလိုနေတာပါဒါမှမဟုတ်လို့ရှိလို့ရှင် တခြားဘလို profile မျိုးကခေါ်လို့ကိုးရပါလေပေါ့ဘာလို့လဲဆိုတော့ဒီ1090နဲ့ခေါ်ထားတဲ့ point လဲဒီလိုမျိုးသူ struggle ဖြစ်နေတာ profile ဆိုတာတကယ်တော့ amoria system နဲ့ quality ဝင်တဲ့ profile ကမှပါတယ် body ကျွန်တော်ပထမပြောခဲ့သလို body ကောင်းကောင်းအရမ်းမောင်းကောင်းကောင်းเนาะပြေးနိုင်နေမြန်လဲမြန်တယ်ကိုးသွင်းလဲကောင်းတယ်အဲ့တော့ဒီလို profile မျိုးနဲ့ quality သွားကြနေတဲ့ကိုဘောလုံးသမားတော်မှာ1090ပြီးခေါ်ထားတဲ့ဘောလုံးသမားတော်ဒုက္ခရောက်နေတာ။တခြားဘယ်ဘောလုံးသမားတွေခေါ်ပြီးတော့ခေါ်လာတော့ ဒီလိုမျိုးအနောက်ကနေပြီးတော့ပေးနေတဲ့ပါစင်ပေးသင့်တယ်ဘောနော်သူ့ support လုပ်နေဒီဘက်ကတလို့တို့ဒီဘက်ကနာနာချိုတို့ကဘောလုံးပေးပြီးတွဲပြီးမဆော့ဘူးဆိုလို့ရှိရောဘယ်လိုကိုးရပါလဲကျွန်တော်ပြောချင်တာအဲ့ဒါပေါ့နော် Premier League ကလည်း၅ပွဲပဲကျန်တော့တယ် Premier League ကလည်းပွဲပြီးတော့မယ်ဘယ်လိုပဲသူတို့ဘယ်နှမှတ်ပဲပွဲတိုင်းပဲနိုင်နိုင်ဘယ်လိုပဲဘယ်နှမှတ်ပဲရရသူတို့တွေနဲ့ Europa League လည်းပါလာပါဝင်မရှိဘူး Champions League လည်းပါဝင်မရှိဘူး ော် relegation လည်းမဖြစ်တော့အဲ့တော့ကြောင့်မလို့လေသူတို့ဘောလုံးသမားတွေကကျွန်တော်ပထမပြောသလိုမျိုး queue မဆိုင်ပဲနဲ့လူကနိုင်နိုင်ရှုံးရှုံးဆိုပြီးတော့အပျော်ပဲအဲ့လိုကန်နေသလား friendly match ကန်နေသလားတော့မသိဘူးဒါပေမဲ့အခုသူတို့ဒီနေ့မျိုးကျွန်တော်မျှော်မှန်းထားတယ် Man U ကမျှော်မှန်းထားတယ် Europa League နဲ့ပွဲတော့ဘိုဒူးနဲ့ကြလီယွန်နဲ့တော့ကန်ပိုးရှိတာပေါ့နော် quarter final အဲ့ပွဲမှာတော့ဘယ်လိုလာမလဲဆိုတော့အခြေအနေကိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုတော့ကျွန်တော်ဒီမှာနေအဆုံးသတ်ချင်ပါတယ် ီဒီယိုလေးကိုပြန်အောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ